ားလုံးပဲမင်္ဂလာပါရှင်။ Lenny Wick Khai Blog လေးကနေကြိုဆိုပါရစေ။ကျမတို့ Lenny Wick Khai AWK Channel လေးကနေပြီးတော့ Personal Finance တွေ၊ Personal Development နဲ့ပတ်သက်တဲ့အကြောင်းအရာတွေနောက်ပြီးတော့ကျမလေးလာမျိုးများအကြောင်းအရာတွေအားလုံးကို sharing လုပ်လာခဲ့တာဆိုလို့ရှိရင် video တော်တော်များများလေးရှိနေပြီဖြစ်ပါတယ်။အဲ့တော့ကျမဒီနေ့ video လေးမှာ sharing လုပ်ပေးချင်တာလဲအဲ့တော့ Personal Finance နဲ့ပတ်သက်ပြီးတော့ကျမတို့ ဝေးကြီးနဲ့ပတ်သက်ပြီးဘလို့ပေါ့နော်တေချာစီမံခန့်ခွဲပြီးတုံ့ဆွဲကြမလဲကိုယ့်ရဲ့ကိုပိုင်ဝေးကြီးနဲ့ပတ်သက်ပြီးတော့ဘလို့ကောင်းကောင်းမှုစီမံခန့်ခွဲကြမလဲဆိုတဲ့အချက်ရင်းနဲ့ပတ်သက်ပြီးတော့မျှဝေပြီးတော့ရှင်းလင်းလောက်တော့မှာပဲဖြစ်ပါတယ်အဲ့တော့ကျမတို့လူတိုင်းကဝေးကြီးကိုစိတ်နှစ်သက်ကြပါတယ် မင်းကြီးလို့ပြောလိုက်လို့ရှိလို့ရှိရင်အားလုံးကနှစ်သက်ပြီးတော့လူချင်းနဲ့အကြောင်းအရာပဲဖြစ်ပါတယ်။အဲ့တော့ many topic တွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေ၊ many နဲ့ငွေကြေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေ၊ online ပေါ်ကငွေရှာနည်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေဒီလိုအကြောင်းအရာတွေဒီနေ့ခင်မှာဆိုလို့ရှိရင်ပုံလို့တော့ဖြစားလာပါသေးတယ်။အဲ့တော့အများသောအဖြစ်ပေါ့နော်ဒီ YouTube vlog တွေအခြားဒီ Facebook နဲ့ TikTok vlog တွေမှာလည်းအများကြီးတွေ့လာပါတယ်။အဲ့တော့ကျမလည်း ဒီနေ့ခင်မှာစဉ်းစားမိရယ်ပေါ့နော် personal finance ကအကြောင်းအရာလေးမှာမဘာဝင်မြခြင်းလဲဆိုလို့ရှိရင်အားလုံးက personal finance ကိုသိပေမဲ့မရိုးသွားအောင်လို့ပေါ့နော်ဝင်ဝင်နေပါတဲ့အချိန်မှာတောင်မှတို့ beginner အနေနဲ့စတင်ပြီးတော့ကိုယ့်ရဲ့ budget ကိုစီမံခန့်ခွဲနိုင်အောင်လို့နော်ဒီ budgeting for beginner ဆိုရဲ့ ဟာမျိုးလေးနဲ့ကျမအမြောက်ပေးသွားမယ်ပေါ့နော် even low income မပြောရဲဝင်ငွေနေွားတဲ့အချိန်မှာတော့ကျမတို့ငွေကိုစုနိုင်အောင်ငွေကိုကောင်းကောင်းမစီမံခန့်ခွဲနိုင်အောင်ပေါ့နော်ဒါနဲ့ပတ်သက်ပြီးကျမ share လုပ်လို့မှဖြစ်ပါတယ်အဲ့တော့ကျမတို့အနေနဲ့ဝင်ငွေတွေနေွားတဲ့အချိန်မှာတော့ဘလို့ menu ကို save လုပ်လို့ရလဲဘလို့ budget နဲ့သုံးစွဲလို့ရလဲကျမတို့ငွေကြေး personal finance ကိုဘလို့ management လုပ်ကြလို့နေလို့ဆိုရင်ကျမတို့အနေနဲ့ဒါလိုက်နိုင်ရမယ် step တွေနဲ့လုပ်ရမယ့်အချက်လေးရှိပါတယ် step number 1အနေနဲ့ know your income လို့ပြောပါတယ်။ကိုယ့်ရဲ့ income ကိုကိုယ်ကသိဖို့အရေးကြီးပါတယ်။အခု income နဲ့ပတ်သက်ရင်ကိုယ့် income ကဘယ်လောက်လဲ။အဲ့ income ပေါ်မူတည်ပြီးတော့မှကိုယ်ရှာလို့ရတဲ့ကိုယ့်ရဲ့ဒီရှိရှိသမျှ income ပေါ်မူတည်ပြီးတော့ကိုယ်ဘယ်လောက်သုံးပါလဲ။ဒါမျိုးကိုသိရဖို့အတွက်ကိုယ့် income level ကိုရေစုံသိဖို့လိုပါတယ်။တချို့ကဝင်ဝင် income ချင်းဒီ one trim မဟုတ်ပါဘူး။အဲဒီဘောနောကိုယ်ပိုင်တခြားအလုပ်လုပ်ချင်ရတယ်ဝင်ဝင်ရတယ်။ကျမတို့ဆိုလို့ရှိလို့ရှိရင်လည်းအခုလိုပုံမှန်ပေါ့နော်ကျမတို့လုပ်နေတဲ့ဒီ professional တွေလာကစားအိဒီလိုလုပ်ရတယ်ကျွန်တော်ဝင်ငွေရတယ်အဲ့ပြင်ကျွန်တော်စား hash တဲ့အနေနဲ့ business အနေနဲ့ဆိုလို့ရှိရင်လည်းကျွန်တော်ဒီလိုစားတင်ကြခြင်းအနေနဲ့ဝင်ငွေရပါအဲ့တော့ဟိုးဝင်ငွေ income level ဒီပုံဒီလားဘယ်နှမျိုးရှိရလဲတလောက်တော့ င်ကမ်ချွန်းဘနခုဝင်ငွေရလန်းကြောင်းဘနခုအာနေစီဝင်ပြီးတော့ဝင်ငွေဘနမျိုးလောက်ရနိုင်မလဲဝင်ငွေအမောင်းဘလောက်ရနိုင်မလဲဆိုတာကိုကိုဘာသာကိုသေချာခက်မှန်းကြိုတင်တက်ဆထားဖို့လိုပါတယ်။အနည်းဆုံးဟိုဒီစတင်နာတို့ဒီလိုဟာမျိုးတွေဆိုရင်အတန်းနဲ့ပုံမှန်ဝင်ငွေမဟုတ်တာတော့မှာပေါ့နော်။ဒါပေမဲ့အနည်းဆက်ဆုံးကိုခက်မှန်းပြီးတော့ကြိုတင်တက်ဆနိုင်မှာဖြစ်ပါတယ်။ပထမချက်အနေနဲ့ကိုရဲ့ income stream တွေရဲ့ကိုရဲ့ income တလောက်ဘလောက်ရနိုင်လဲဆိုတာမျိုးကိုကိုကတည်တည်ချာချာသိရှိနိုင်ခြင်းရလေ step number 1ဖြစ်ပါတယ်။အဲ့တော့ Now step number 2အနေနဲ့ကျမတို့ဘာလုပ်ရမလဲဆိုလို့ရှိရင်ကျမတို့ income ကိုတည်ပြီးပါရင်ကျမတို့သုံးတဲ့အသုံးစရိတ်ကိုအများနဲ့ tracking လာရပါမယ်။အများနဲ့ခြေရခံပြီးလိုက်မျိုးအရင်ရေးကြည့်ပါလေ။အဲ့တော့ကျမတို့ဒီတပတ်ဆိုရင်လည်းတပတ်ပေါ့ဒီတပတ်ဒီမှာကျမတို့ဘာတွေသုံးခဲ့တာလဲ။ ဘာတွေလုပ်ခဲ့ရလဲ even small things တွေတောင်မှကျွန်တော်တို့စူးစီးပြီးစူးစမ်းလို့ရပါတယ် small things တွေကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲဟိုမှာ coffee လေးတောက်တာအစားကွာ snack လေးစားတာအစားပေါ့နော်ကျွန်တော်တို့ဒါမျိုးလေးတွေလုပ်လို့ရပါတယ်အဲ့ရလေးရစားကျွန်တော်တို့ expand ကို tracking လိုက်လို့ရပါတယ်အဲ့ဒါမျိုးလေးရစားတတိယစကြာကို expand ကိုနှုတ်ထိတ်ခင်းလုပ်ဖို့အရေးကြီးပါတယ်အဲ့တော့ဒါမျိုးနဲ့ပတ်သက်ပြီးတော့ tips လေးလည်းပေးရမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီ budget နဲ့ပတ်သက်ပြီးကိုယ်တုံးဆွဲရာရို့နှုတ်ထဲမှာတခြား tip လောက်ယူချရေးထားဖို့အရေးကြီးပါပါတယ် အဲ့တော့စက်မမတော်ရင်းတွေကျွန်တော်တို့ဘာကြီးစဉ်းစားရမလဲဆိုလို့ရှိရင် categorize ပေါ့နော်ကိုယ့်ရဲ့ဒီ expense တွေနဲ့ပတ်သက်ပြီးတော့ကိုယ်ဒီ category ခွဲထားပါမယ်ကျွန်တော်တို့ကတော့အာဒီ financial နဲ့ဒီ financial freedom ဖြစ်ဖို့ financial law ကမှာနာမည်ကြီးရဲ့50 30 20 budgeting rule ကိုကျွန်တော်တို့ခေါ်ပါတယ်90%ရာရင်းကကျွန်တော်တို့အတွက်မဖြစ်မနေ ျမတို့တကယ်ကိုနှီးဖြစ်တဲ့လိုအပ်တဲ့အရာတွေကိုသုံးတာပါအဲဒါမှမဟုတ်လို့ရှိလို့ရှိရင်ကျမတို့စာဝင်နေရတဲ့သုံးတာတွေပေါ့နော်ဒါ50%ကကျမတို့အဲ့လိုသုံးရပါမယ်အဲ30%ရာခိုင်နှုန်းကတော့ကျမတို့အဲလအဲဒီ needs မဟုတ်ဘဲနဲ့ကျမတို့ want ပေါ့နော်ကျမတို့လိုချင်တာဒါမျိုးလေးကိုကျမတို့ ုံးတက်ပါတယ်ပေါ့နော်ကျမတို့လိုချင်တာတွေအဲကျမတို့ဒီစိတ်ပန်းဖြူဖို့အတွက်ကျမတို့ဟို audio ရရှင်သွားကြည့်ရ recreation လောက်တာအဲအလှပပြင်တာအဲဒါမျိုးလေးလည်းကျမတို့လုပ်လို့ရပါတယ်။နောက်20%ကကျတော့ကျမတို့ရဲ့ saving မှာ saving or debt လို့ပြောပါတယ်အကျွေးရှိရင်လည်းပေးချေတာဒါမျိုးမလို့ရှိရင်အဲ့ထက်ပို့ရင် saving or investment တွေဒါမျိုးတွေကျမတို့လုပ်တာတွေပေါ့နော်ငွေကိုစုတာလို့ပြောပါတယ်50 30 20 budgeting rule အတိုင်းကျမတို့ရဲ့ step number 3မှာ line နာပြီးတော့ဆောင်ရွက်တင်ပါတယ်။ step number 4ရဆိုလို့ရှိလို့ရှင်အော် set a weekly limit လို့ပြောပါတယ် weekly limit လေးကြီးကျွန်တော်တို့တိတိလေးကြီးချမှတ်ထားပါဥပမာ food budget အနေနဲ့ဟာဒီ food budget ပဲဖြစ်ပေါ့နော်ကျွန်တော်တို့ဒါအခု budget တစ်ခုအနေနဲ့ကျွန်တော်တို့သုံးဆွဲမဲ့ category တစ်ခုတစ်လောက်တိတိသုံးမယ်လို့ခန့်မှန်းထားရဲဆိုလို့ရှင် ဖာမင်းငါတသိန်းပေါ့ဒလာတသိန်းโอเคအဲ့ဒါဆိုလို့ရှိရင်အဲဒီပြည့်မြတ်ခြင်းနေနဲ့တွေ့ရင်ဒလာဒီလေးဘက်ရှိရဲ့အဲ့ဒါဆိုလို့ရှိရင်တစ်ဘက်မှာ2000ခွဲစီပေါ့ကိုယ့်ရဲ့ weekly like ကိုကိုပြင်ပြီးတော့အသေးစိတ်ဒီဒီပြင်ချမှတ်ဖို့အရေးကြီးပါတယ်အဲ့ဒါဒီတစ်ချက်ပါ now step number 5အနေနဲ့ကျမတို့လေးလာတဲ့နေအရာကတော့ use the envelope or the mobile wallet ပေါ့ဒါမျိုးတွေအားအစဥပမာကိုယ့်ရဲ့ တချို့ဆိုလို့ရှိရင်ဗောနောကိုယ့်ရဲ့ဒီလာစာတွေကိုယ့်ရဲ့ဒီအတုံးစိနဲ့တောင်းရမယ့်အရာတွေကိုလာစာရလာရတယ်။စအေးလေးနေအပုံခွဲလိုက်တယ်ကိုကစူတာမိဘကိုကြောရင်ကိုယ့်အိမ်တုံးစိရဲ့ကဘလောက်ဗောနောဒါတော့မလို့ရှင်တော့ utilities ပေါ့ဒီခုနပြောတဲ့ဒီ jersey boot တွေ AM meter ခါတွေအဲဒါမျိုးပေါ့တခြား bulb ပေါ့ wifi တွေလို့ ဲ့လို expense charges တွေ you you delivery charges တွေတအိပ်ပေါ့လူဝတ်တန်းမှုဒီကိုဘာသာရကိုရဝါဒနာရဒါမျိုးတခုပေါ့အဲစုဆောင်းမှာတအိပ်ပေါ့အဲ့လို use envelope လေးတွေ flat လေးထိုးပြီးကိုဘာသာကိုတင်ကျင်တင်ပေါ့နော်အဲမတင်ဘူးဆိုလို့ရှိရင်တခါကြလို့ရှိရင်ကိုရဲ့ ဟိုဒီဒါမှမဟုတ်လို့ရေကိုရ wallet တွေပေါ့ KBZ တို့အခုဒီမောက်ငန်းနေမှာဆို pay wallet တွေရှိရယ် AY တို့ယူပြီးတော့အဲ့လို pay wallet တွေတုံးမယ်ဆိုလို့ရှိရင်လေတခြားဘောနော်ကိုတခြားနိုင်ငံရောက်နေကြတဲ့သူဆိုလည်းကိုနိုင်ငံအတီးတီးစီရယ်ကိုရ wallet တွေနဲ့ပါတတိချာ wallet တွေရဲ့ attribute ပတ်စံကိုတတိချာ manage လုပ်ပြီးတော့ categorize ခွဲထားဖို့လိုပါတယ်။ဘာဖြစ်လို့လဲဆိုရင်ဖြစ်တတ်ကြပါတယ်။ကျမတို့လည်းဖြစ်လိဖြစ်တာရှိပါတယ်။အဲကျမတို့ကလက်ထဲမှာရှိရယ် cash flow ကို management လုပ်ဆိုလုပ်လို့ရတယ်။အဲဒီနေ့ခေတ်မှာ KB နဲ့ loyal transaction တွေ wave နဲ့ loyal transaction တွေတခြား pay wallet နဲ့ loyal transaction position တွေအများကြီးရှိလာပါတယ်။အဲ့ခါကျတော့အဲ့ရနေသုံးလိုက်တယ်အဲ့ရနေခြိလိုက်တယ်အဲ့ရနေပေးလိုက်တဲ့အခါကျတော့ wallet pay တွေရဲ့ pay wallet တွေရဲ့ management ကိုကျမတို့သိချာမလုံနိုင်ကြတော့ဘူးအဲ့မှာကျွန်တော်တို့ဆက်ပြီးတော့အခက်အခဲတွေ့ရတာဖြစ်လဲပေါ်နေပါတယ်ဒါကြောင့်မို့လို့အဲ့လိုမျိုးလေးကိုသိချင်ခွဲချမ်းစစ်ဖြတ်ပြီးတော့လုပ်တင်ပါတယ် အဲ့တော့ကျမတို့အနေနဲ့ personal finance ကျမတို့လုပ်တယ်ဘယ်ငွေကြီးကိုသိချာစီမံခန့်ခွဲဖို့နောက်အပေါ်ကပြောတော့ရတယ် tips တွေနဲ့ကျမတို့အလောလောကိုင်းဆောင်ရခဲ့ပြီဆိုရင်အဲကျမတို့ရဲ့ budgeting မျိုးကိုဝင်ငွေနှဲပါနေတဲ့အချိန်မှာတော့ကျမတို့ income ကိုတည်တည်ချာချာစစ်စစ်ပြီးတော့လုပ်ကိုင်းဆောင်ရနိုင်မှာဖြစ်ပါတယ်အဲ့တော့အဲ့လိုမျိုးဆိုလို့ရှိရင်ကျမတို့ရသလောက်ကုန်တာမျိုးမဖြစ်တော့ဘင်းနဲ့ပုံမှန် စုလာမျိုးဖြစ်ပေါ်ပဲနေစုလို့ပူတာဝယ်တုံးတာမျိုးဆိုလို့ရှိရင်တော့ကျမတို့တွေပူပြီးတော့လေဒီတတ်တတ်မဲ့နဲ့ကျန်နိုင်နေပေါ့နော်ဒါမျိုးကျမတို့လုပ်တင်နေပေါ့အဲ့ဒါမျိုးလေးဖြစ်တတ်ပါတယ်အဲ့ဒါမျိုးတွေကြောင့်မို့ကျမတို့အမြင်နဲ့ budgeting လောကမှာတုံးပြောသလိုပဲ saving လုပ်ကြတဲ့အခါเนาะတုံးလို့ပူတာဝယ်စုလာမျိုးမဟုတ်ဖ ೇನೆ တတ်တတ်မဲ့စုပြီးတော့စုလို့ပူတာမှာထပ်ပြီးတော့တုံးလိုက်တာဒါလည်းကျမတို့တွေပူပြီးတော့မှန်ကန်တဲ့ budgeting မှုတစ်ခုဖြစ်ပါတယ်အဲ့တော့ ဟုတ်ပြီကျွန်တော်တို့ဒီ tips တွေဒီ step တွေကျွန်မပြောပြီးသွားပြီဒီ personal finance မှာ guide လုပ်တဲ့အချက်လေးတွေပေါ့နော်ဒါမျိုးတွေကပြောပြီးသွားတဲ့အခါမှာအခုကျွန်မအနေနဲ့ဘာဆက်ပြောချင်လဲဆိုလို့ရှိရင် avoid လုပ်ဖို့ပေါ့ရှောင်ကျင်ဖို့အဲ personal finance အနေနဲ့ကိုယ့်ရဲ့ budget ကိုယ့်ရဲ့ငွေကြေးကိုစီမံခန့်ခွဲတဲ့နေရာမှာဘယ်အချက်ကရှောင်ကျင်တဲ့နှုန်းလဲဆိုလို့ရှိလို့ရှိရင် small expenses ဆိုတော့ကျွန်တော်တို့ပတ်စံလေးကနည်းနည်းလေးပါ ဒီနေ့ထည့်လာတာလေးကအမောက်ငယ်နည်းနည်းလေးအဲအဲ့ဒါဆိုလို့ရှိရင်တော့ဒီနေ့အဲ့အမောက်ငယ်လောက်ကိုတော့ tracking မလိုက်တော့ပါဘူးချမရေတော့ပါဘူးဒါမျိုးတွေဖြစ်တတ်ကြပါတယ်အဲ့လိုမဖြစ်ရပါဘူး expensively အစ small tracking လိုက်ပါအဲကျမတို့အိမ်မှာဆိုလို့ရှိရင်ကျမတို့အဖိုးဖွားရည်ဒီတင်းတင်းနေစည်းသွားရည်စည်းစင်းလေးကိုအသေးစိတ်လေးအစပေါ့နော်အဲ့လိုမျိုးလေးမှတ်တည်းအကျင့်လေးရှိပါတယ်အဲ့တော့ tracking expense ကို tracking သေးချာမလိုက်နိုင်တာအသုံးစရိတ်တွေကိုသေးချာနောက်လောင်ချီရခံပြီးတော့မလိုက်နိုင်ခြင်းကလည်းကိုယ့်အတွက်ပေါ့နော်ဒီ budget ကိုပေါက်စီပြီးတော့ဒီ budget ကိုသေချာမတုံးနိုင်ခြင်းဖြစ်ပေါ်စေပါတယ်နောက်တစ်ခုကကျတော့ budgeting ကိုချမှတ်တဲ့အခါမှာ yes ဖြစ်နေရတာ အရင်ကြက်တဲပြီးတော့တခါတလေကြာလို့ရှိရင်မမြတ်မနိုင်တဲ့ emergency case ပေါ်ပေါက်လာတတ်ပါတယ် emergency fan လဲကိုယ့်အကူတက်တက်တော့ saving တစ်ခု envelope တစ်ခုအနေနဲ့ flat တစ်ခုအနေနဲ့စုထားပါတယ်ဒါပေမဲ့ကျန်းမာရေးတို့နာရေးဖျားရေးတို့ကိုယ့်အနေနဲ့မိဘကျန်းမာရေးတို့ဒါမျိုးကြီးသုံးဆရာရှိလာရင်တော့မတက်နိုင်ဘူးပေါ့နော်ဒီကနေချုပ်ပြီးတော့ကိုယ်လည်းအတက်နိုင်ဆုံးစီမံခန့်ခွဲထားပါရဲ့ဒါနဲ့လူရင်တော့ထပ်ပြီးတော့တောင်းရမှာပေါ့အဲ့ဒါကိုကိုကောင်းမှုအတွက် ်ကိုဒါမျိုးကိုမတုံးမဲနဲ့ကိုနဲ့ပတ်သက်တဲ့လူထောက်ပံ့မှုအတွက်ကိုဒါမျိုးအရေးကြီးနေအောင်မတုံးမဲနဲ့ဒီ emergency fund နေဒီလိုထည့်တဲ့ဓာရရနေကိုမလောက်တော့လို့ထပ်သွားမယ်အစားကိုမတုံးမဲနဲ့ဒါမျိုးထားခြင်းကဘာပြော budget ကိုအရင် strip ဖြစ်တဲ့အဲတကယ်တမ်းကိုရဲ့ပေါ့နော်ပတ်စံကဘလောက်အရေးကြီးကြီးကိုရဲ့ relation ကိုမိသားစုကျန်းမာရေးကိုကျန်းမာရေးဒါမျိုးလောက်အရေးကြီးရတော့မရှိပါဘူးအရင်အတင်းအကျပ်ကြီးနေဒါမှဒါဖြစ်ရမယ်ဆိုတာဟာမျိုးမဟုတ်ဘဲနဲ့တချို့အရာတွေမှာတော့ flexibility ဖြစ်တာ budget က strip ဖြစ်တာကောင်းပါတယ်ဒါပေမဲ့အရင် too much stress ဖြစ်လို့ too much အရင်ဟို stress တွေဖြစ်သွင်းရင်အရင်တင်းကျပ်တာတွေအရင်ဟိုအဖြစ်တာတွေဖြစ်နိုင်ပါတယ်အဲ့တော့ကျွန်တော်တို့ဘာလုပ်ရမလဲဆိုရှင် take stress မဖြစ်ဘဲနဲ့ flexibility ဖြစ်အောင်လည်းပြုစုပြောင်းလဲထားဖို့လိုပါတယ်နောက်တစ်ခုကကျတော့ကိုယ့်ရဲ့ income တိုးလာတယ် income ရော့သွားတယ်အဲ့ဒီပုံမှာလိုက်ပြီးတော့လဲကိုက adjust လိုက်ပြီးတော့လုပ်တတ်ဖို့အရေးကြီးပါတယ်အဲ့လိုမလို့ဝင်ငွေတိုးလာတဲ့လျောက်ဒီတိုင်းမဲ့တုံးမယ်ဒီတိုင်းဒီတိုင်းကိုတော့ ပို့တော့ပို့ရလိုက်ပို့တော့မယ်ပို့ကွာပို့စုဖို့တော့မစင်စားဘူးအဲ့လို adjustment မရှိခြင်းကလည်း flexibility မရှိခြင်းကလည်းကိုယ့်ရဲ့ budget တွေကိုကျိုးပေါက်စေပါတယ်အခုတော့ကိုယ့်တော့ဝင်ဝင်ပို့စုနိုင်ကြုံဖြစ်ပွားစေပါဘူးအဲ့တော့နောက်တစ်ချက်အနေနဲ့ကခုနပြောရမလို့နော်တလားတလားမှာရှိရဲ့ဒီ၃စိတ်ဒီပေါ့မြေမြောင်မဲနိုင်တဲ့၃စိတ်ဒီရှိပါတယ်ဒီမှာပြောဆိုဘယ်စီပို့ောက်သွားတာအဲ့တခုခုအတွက် ပို့ပြီးတော့ကိုကတိုးပြီးတော့ဒီနှစ်စင်ကြီးတွေ subscription တွေဝယ်လိုက်ရတာအေးနောက်ဘတ်ဒီရှိလို့ပို့ပြီးဟိုဖြစ်တာညောညောမဲထားတာပဲအမဒီလာမှအလူရလို့လို့ပို့သွားတာအချင်းချင်းရှိမယ်ဒါမျိုးတွေပြောလဲကျွန်မအမြဲမိပြီးတော့တေချာမတေချာပေါ့နော်မဖဲမိရမဖဲမိလို့ တို့ထွက်ချက်ပြီးသုံးမယ်ဆိုလို့ရှိရင်လေ350မလုံလောက်တော့တာဒါမျိုးတွေကဖြစ်ပေါ်နိုင်ပါတယ်အဲ့တော့ငွေတွေကဒါမျိုးတွေကိုမမင်းမလီအောင်ကြိုတင်ပြီးတော့ဟောဖြစ်ထားပါမယ်စုဆောင်ထားရမယ်ပေါ့အကဲကြီးလိုအပ်လာပြီဆိုလို့ရှိရင်လေ emergency fund လို့ပြောတယ်အရေးပေါ်ထုတ်သုံးမှုတွေကနေကျွန်တော်တို့ပြင်ဆင်ပြီးတော့ထုတ်သုံးနိုင်ရပါမယ်ဒီလိုအမှောက်အသေးစားအတွက်ကတော့ဒါမျိုးတွေကျွန်တော်တို့လုပ်တင်ပါတယ်အဲ့ဒါမျိုးမလုပ်တဲ့ mistake ပြီးအမှားယွင်းနေသည်ကျွန်တော်တို့ကအမြဲတမ်း financial မှာကြုံတွေ့ရတဲ့အရာပဲဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ကိုကဟိုစပြီးတော့ပေါ့နော်ဒီ budgeting နဲ့ပတ်သက်ပြီးကျွန်မမျှဝေနေမှာတချင်းနဲ့ဝုံတိုင်းနဲ့ပေါ့နော်တခြား င်းလို့ရလည်းနေလည်းမရှိပဲနဲ့ကျမတို့အသေးလေးဘီလီယံတိုင်းဖြစ်သွားဘူးဆိုရင်တော့ဘယ်သူမှအကျွေးမတင်မနဲ့ကျမတို့စစ်စစ်စစ်နေနိုင်မှုရာကိုယ့်ရဲ့ personal finance နဲ့ကိုယ့်ရဲ့ budget ကိုတိကျ management လုပ်နိုင်ဖို့အရေးကြီးပါတယ်ကွာကျမဒီနေ့မှာတော့ personal finance ပတ်သက်ပြီးတော့ဘယ်လိုပေါ့နော်ဒီ budgeting ကိုလုပ်တင်လေအဲ့တော့ budget for beginner ပေါ့နော် beginner တွေအတွက် budgeting ဥစီကိုကျွန်မဟိုညှားခဲ့ပြီးဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီ video လေးကိုလည်း like ဒီလုတ်ခဲ့ပြီးပါအောင်ကျွန်မရဲ့ channel လေးကိုလည်းဒီ like and subscribe လေးလုတ်ခဲ့ပြီးပါအောင်ကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့ကျွန်မနောက်ထပ်မျှဝေမှုသစ်တွေနဲ့ပြန်လာခဲ့ပါမယ်ရှင်